။အော်ဟုတ်ကဲ့။ပြဿနာမရှိဘူးဆိုတော့ကောင်းပါတယ်။ live stream နဲ့ပတ်သက်ပြီးလို့ချက်ချပါသိချင်တာရှိသေးလဲခင်ဗျာ။ live နဲ့ပတ်သက်ပြီးမသိချင်ဘူး။ဘိုက်စာလို့လေမဟုတ်ဆိုင်သိချင်တာဒီနားမှာမဟုတ်ဆိုင်နေပါရှိလား။အခုပြောပြနိုင်တာကတော့ဒီနားတော့ဝိုင်းမှာမုတ်ဆိုင်တွေရှိမရှိပေါ့နော် AI နဲ့မြန်မာလိုစကားတွေဘယ်လိုပြောနေကြလဲဘယ်လိုလုပ်နေကြလဲလို့ဖုန်းနဲ့လုပ်ကြည့်ချင်းကျွန်တော်တစင်းချင်းလုပ်ပြမယ်နော်ပထမဆုံးသွားမယ်ဟာက ျွန်တော်တို့ရဲ့ browser ပဲကိုနေ့ကပြောသလိုပေါ့နော် Google Chrome ဖြစ်ဖြစ် Firefox ဖြစ်ဖြစ်တကူကိုတွားလိုက်ကျွန်တော်ကတော့ Chrome ကိုကြိုက်တယ် Google Chrome ပွင့်လာတယ်ပေါ့ဗျာ Google Chrome ပွင့်လာရင်ဘာလုပ်ရလဲဆိုတော့ဒီ search ထဲမှာ Google AI Studio ဆိုတာလေးကိုရိုက်ထည့်လိုက်နော်ဒီမှာ AI Studio.google.com ပေါ့နော်အဲ့ဒီကိုတွားလိုက်အလိုက်အင်တာမျိုးပေါ်လာတယ်ဒါမှကျွန်တော်ကတော့အကောင့်အလုပ်လို့ဝင်ပြီးသားဖြစ်နေတယ်ပေါ့ဗျာခုနဆန်းထားတော့ဒါမှအကောင့်ဝင်ရမယ်ဆိုရင်လည်း Gmail တခုခုနဲ့ချိတ်ဆက်လိုက် Google AI Studio ဆိုတာကြီးပေါ်လာတာပေါ့ဗျာပေါ်လာရင်ဒီမှာက သူ့ရဲ့ AI ရဲ့ version တွေအများကြီး2.5 Pro ပါညာပေါ့နော်အဲ့တော့ version အကြောင်းကတော့နောက်မှပဲအသေးစိတ်ရှင်းပြတော့မယ်လောစဲ2.5 Pro ဒီနောက်ဆုံးထွက်ထားတဲ့ new နဲ့သုံးလို့လည်းရရတယ်ပြီးရင်ဒီအောက်မှာတခါလေးတန်းပြီးတော့ပြဟိုဘယ်လိုပြောမလဲ live to မှာ live audio to audio dialogue ဒီကိုတန်းသွားလိုက်လည်းရတယ်အဲ့ဒီကိုမသွားကျင်လည်းဒီဘက်ဘင်းကအအတန်းအဆက်ကလေးအတန်းလေး30ရှိရပေါ့နော်အဲ့ဒီမှာဒီ stream ဆိုတာလေးကိုသွားရမယ် stream ဆိုတာလေးကိုနှိမ့်လိုက် stream ဆိုတာလေးကိုနှိပ်လိုက်ရင်ဒီမှာ talk လား webcam လားဆိုတာပေါ်လာတယ် talk လို့ပေါ်လာပြီးွားရင်ကျွန်တော်တို့ကပြောချင်အောင်ဆက်ပြောကြည့်လို့ရပါဗျာဒါပေမဲ့ microphone ကိုတော့ approve လုပ်ပြရတာပေါ့နော် hello နေကောင်းวะခင်ဗျာနေကောင်းပါလေဗျာမင်းဘလို့ကူညီပေးရအောင်လေလို့ကူညီရမလဲဆိုတော့အကျိုးတွေတက်နေအဲဟုတ်ပြီ ဒါဆိုရင်အကျော်လျှော့လေ့ကျင့်ခန်းလုပ်တာကူညီပေးနိုင်ပါတယ်နော်ဘယ်လိုကူညီမှာရောအကျော်လျှော့လေ့ကျင့်ခန်းဒီလုပ်တာကစိတ်သားလေးကိုပြေလျော့စေပြီးတင်းမမှုကိုပြော့ချပေးပါတယ်နော်ဒါကြောင့်ခန္ဓာကိုယ်ပိုပြီးပြေလျော့လာပါလိမ့်မယ်အဲ့ဒါကအကျော်တော်တာကိုတက်တာစေနိုင်ပါတယ်စေးလူးလို့မရဘူးလားလို့စေးလေးတောက်တာကစေးလေးတောက်တာမဟုတ်ဘူးစေးလေးတောက်တာမဟုတ်ဘူးစေးလူးတာကိုပြောတာ အကျော်လျှော့လေ့ကျင့်ခန်းနေလော့ပီရေများများတောက်တာကကူညီပေးနိုင်ပါတယ်နော်ကျော်လျှော့လေ့ကျင့်ခန်းမလုပ်ချင်ဘူးလို့ပြင်းလို့လေ့ကျင့်ခန်းမလုပ်ချင်ဘူးရေများများတောက်တာကအကျော်တက်တာကိုတက်တာစေနိုင်ပါတယ်နော်ပြီးတော့အကျော်တက်တဲ့နေရာကိုနှိမ့်နေပေးတာလေကူညီပေးနိုင်ပါရဲ့ဘယ်သူကကူညီပေးမှာလဲလို့တင်းကိုတင်းနှိမ့်နေပေးနိုင်ပါရဲ့ဟာကိုကူကမနှိမ့်ချင်ဘူးကိုကူကမနှိမ့်ချင်ဘူး ကဲဒါဆိုရင်တော့တခြားသူကတင့်ကုန်နှိမ့်နဲ့ဖိတ်လို့ရပါတယ်နော်အဲ့ဒါဒါမှမဟုတ်အဲ့ဒါတော့ခင်ဗျားပြောမှလားလို့အဲ့ဒါတော့ခင်ဗျားပြောမှလားကျွန်တော်လည်းသိတာပေါ့ဆရာဝန်ဒါမှမဟုတ်အကျော်လျှော့လေးချင်းခန်းဆရာဝန်နဲ့ပြောတာပြီကိုတမှုခံယူနိုင်ပါရဲ့နော်ဟုတ်ပြီဟုတ်ပြီကိုနီပေးနိုင်တဲ့တခြားတီလန်းတွေရှိပါသေးရဲ့อืมဟုတ်ပါဘူးစိတ်ဖြစ်စီမို့ကို နားလဲပါပြီ အကျော်လျှော့လေးကျင်ခန်းနေမလုံချင်းဘူးဆိုရင်တခြားနီလာနေရှိပါသေးတယ်ဥပမာအဖျက်ရေများများတောက်တာဒါမှမဟုတ်နှိမ့်နေခိုင်းနှိမ့်နေပါဘူးနှိမ့်နေပြီမဲ့သူမရှိပါဘူးစပါဘာလို့နှိမ့်ပဲနှိမ့်ခိုင်းနေကိုပါတာကိုအော်ကိုပါတာကိုမနှိမ့်ချင်ဘူးလို့ပြောနေတယ်အော်ဒါမျိုးလေးတွေကဗျာအပြင်းပြင်းစမ်းကြည့်လို့ရအောင်လို့ကျွန်တော်ထဲက ဟိုတငယ်ချင်းတွေမိတ်ဆွေတွေပြောအောင်လို့ဒါအပြင်ပြီးရှောက်ဆန်းကြည့်ဖို့ပြောရတာဒါပေမဲ့တကယ်တမ်းကျွန်တော်တို့သွားရမယ် future ကကျွန်တော် AI automation ကိုအရင်စဉ်းဝင်စားရတယ် AI automation ဆိုတာဘာလို့ဒါလဲ AI နဲ့တခုနဲ့တခုနဲ့ကိုချိတ်ဆက်ပြီးတော့ဘယ်လိုသုံးသွားမလဲကျွန်တော်တို့နေ့စဉ်အလုပ်တွေအတွက်ကိုဘယ်လိုသုံးချသွားမလဲပေါ့ဗျာအဲ့ဒါတွေကအရင်အသုံးဝင်နေ AI agent နဲ့ AI automation တွေနဲ့ပါကွာလဲဆိုတော့ကျွန်တော်နောက်ပိုင်းကျရင် video တွေမှာအသေးစိတ်ရှင်းပြသွားပါမယ်ကျွန်တော်အခုမှတည်ရလူတွေဆိုရင်ကျွန်တော်က next chapter ကကိုနေဖြစ်ပါတယ်